သတင်းဘက်ကငလေလှုပ်ခတ်ပြီးတဲ့နောက်ပြိုကျခဲ့တဲ့မိုးမျောတိုက်အပျက်စီးတွေကြားမှာအသက်ရှင်ကျန်ရင်းသူတွေကိုရှာတွေ့ဖို့မျှော်လင့်ချက်ကတနည်းတခြားနှဲပါလာနေပြီလို့ထိုင်းနိုင်ငံမြို့တော်ဘန်ကောက်အာဏာပိုင်တွေကဧပြီလ2ရက်နေ့မှာပြောပါရယ်မြန်မာနိုင်ငံထဲမှာအသက်ရှင်ကျန်ရင်းသူတယောက်တွေ့ခဲ့တာကိုကိုကရင်မြို့မြို့တော်ဝန်ချချစီတီပွန်ကဆက်ရှာသွားမယ်လို့ပြောပါရယ်မြန်မာနိုင်ငံထဲမှာအသက်ရှင်သူတွေတွေ့နိုင်သေးရင်ဒီမှာလည်းဖြစ်နိုင်ပါတယ်လို့သူကသတင်းစာရှင်းလင်းပွဲတရက်မှာပြောခဲ့တာပါ မတ်လ28ရက်နေ့ကပြင်အား9.9အဆင့်ရှိတဲ့ငလေတကူလောက်ကတ်ခဲ့တာမှာအထက်30မြင်းနဲ့မိုးမျောတိုက်ဟာထိုင်းနိုင်ငံမြို့တော်မှာလုံးဝပြိုကျခဲ့တဲ့တခုတည်းသောအဆောက်အုံဖြစ်ပါတယ်။ထိုင်းနိုင်ငံမှာငလေလှုပ်အပြီးပုဂ္ဂလိကအထက်မြင့်အဆောက်အုံ10000လောက်ရဲ့ပိုင်ရှင်တွေကအဆောက်အုံခိုင်ခန့်မှုကိုစစ်ဆေးဖို့အမိန့်ပေးခဲ့ပါတယ်။နိုင်ငံတော်ကအစိုးရအဆောက်အုံ3385လုံးကိုစစ်တမ်းကောက်ယူခဲ့တာမှာ34လုံးစုစုပေါင်းပျက်စီးနေတယ်လို့ထိုင်းအာဏာပိုင်တွေကဧပြီလ3ရက်နေ့မှာပြောခဲ့ပါတယ်။ ထိုင်းနိုင်ငံတဝန်လူ22ယောက်ထပ်မံတဲ့တည်ဆုံးခဲ့တယ်လို့အတည်ပြုခဲ့ပြီးညနေ4နာရီအထိလူ82ယောက်ပျောက်ဆုံးနေသေးဖြစ်ပါတယ်ရှင်။ငလင်ပီးကယ်ဆယ်ရေးနဲ့ပြည်လဲထူထောင်ရေးလှုပ်ဖို့အတွက်22ရက်ကြာယာယီပြစ်ခတ်တိုက်ခိုက်မှုတွေရပ်ဆဲထားမယ်လို့စစ်ကောင်စီကဧပြီလ2ရက်နေ့ညမှာထုတ်ပြန်ပါတယ်။ တမရကွယ်ဦးစီးချုပ်ယုံကနေထုတ်ပြန်လာတာဖြစ်ပြီးငလင်တန်ကြောင့်ထိခိုက်ခံစားနေကြရတဲ့တနိုင်ကန်လုံးကပြည်သူတွေကိုစာနာထောက်ထားနားလဲတာ။ကိုကြီးကဲဇေးရေးနဲ့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုအရှိန်အဟုန်နဲ့လုံနိုင်စေဖို့ရည်ရွယ်တာနဲ့တင်းငိမ်အေးချမ်းမှုကိုရှေ့ရှုပြီးဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိကိုယာယီပြစ်ခတ်တိုက်ခိုက်မှုရက်စဲရေးကာလအဖြစ်ထုတ်ပြန်လိုက်တယ်လို့ဆိုပါတယ်။ ။ဒီကာလအတွင်းဒေါ်လာရေးတက်တွေအနေနဲ့အများပြည်သူသွားလာအသုံးပြုနေတဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုနှောက်ယှက်တိုက်ခိုက်တာနဲ့ထိခိုက်ပျက်စီးစေတာမျိုးလုပ်ရင်တော့လိုအပ်တဲ့တုံ့ပြန်မှုတွေလုပ်မယ်ဆိုပြီးတော့လည်းချင်းချောက်ထားပါတယ်။နိုင်ငံအတွင်းငလင်တန်တင့်နေတဲ့အချိန်မှာတိုင်းသားလက်နက်ကင်တပ်တွေအနေနဲ့တိုက်ပွဲဖော်ဆောင်တာမရှိပေမဲ့စစ်တပ်ကိုတိုက်ခိုက်ဖို့အတွက်စုဖွဲ့လေးကျင့်ပြင်စင်တာတွေရှိပြီးလိုအပ်လာရင်တပ်ပြန်တိုက်ခိုက်သွားမယ်လို့လည်းစစ်ကောင်းဆောင်ကမနေ့ကပြောဆိုထားပါတယ်။ အခုထုတ်ပြန်ချက်မှာလည်းတိုက်ခိုက်လာတော့အင်အားစုဆောင်တာပြင်ဆင်စုဖွဲ့တာနဲ့နေမြေချက်ထွေလာမယ်ဆိုရင်တော့တုံ့ပြန်မယ်လို့ဖော်ပြထားပါတယ်စစ်ကောင်စီကအဲ့ဒီလိုကြေညာတာနဲ့ပတ်သက်ပြီး KIO ကလည်းအပြည့်ခတ်ယာယီရစဲရေးထုတ်ပြန်ချက်ကိုထုတ်ပြန်ခဲ့ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေကိုရပ်ဆိုင်းထားမှာဖြစ်ပြီးမြန်မာစစ်တပ်ဘက်ကလည်းလိုက်နာဖို့လိုအပ်တယ်လို့ဧပြီလ2ရက်နေ့ညပိုင်းမှာပဲပြန်လည်ထုတ်ပြန်ထားခဲ့ပါတယ်ရှင် မြန်မာနိုင်ငံမှာအင်အားပြင်းမြင်းကလေးလှုပ်ခတ်ပြီးတဲ့နောက်ဥရောပသမ္မဂ EU ကလူသားချင်းစာနာထောက်ထားမှုဆိုင်ရာစီမံကိန်း Humanitarian Air Bridge ကိုစတင်လိုက်ပြီးထောက်ပံ့ရေးပစ္စည်းတွေတင်လာတဲ့ပထမဆုံးသောလေယာဉ်ဟာဧပြီလ2ရက်နေ့မှာဒိန်းမတ်နိုင်ငံ Copenhagen ကနေပြန်တန်းလာပြီလို့သိရပါဗျ။တာဟာငလင်ဘေးကူညီကယ်ဆယ်ရေးအတွက်ယူရို2တန်းခွဲကူညီပေးမယ်လို့ကြေညာပြီးတဲ့နောက်ကယ်ဆယ်ရေးလုပ်ငန်းတွေအင်အားကောင်းလာစေဖို့နောက်ထပ်အကူအညီတွေဖြစ်တယ်လို့ဆိုပါဗျ။ ပထမဆုံးလေရင်နဲ့ရွက်ဖြင့်တဲတွေကလေးသူငယ်တွေအတွက်အကောက်အွယ်ပစ္စည်းတွေကျန်းမာရေးရေနဲ့တန်ရှင်းသုံးပစ္စည်းတွေအပါအဝင်တန်ချိန်80ရှိတဲ့ဥရောပသမဂ္ဂရဲ့ထောက်ပံ့ရေးပစ္စည်းတွေပါလာပြီး UNICEF စီကိုပေးပို့သွားမယ်လို့ဆိုပါတယ်ထောက်ပံ့ရေးပစ္စည်းတွေကိုဥရောပသမဂ္ဂရဲ့မိဖအဖွဲ့အစည်းတွေကစုဆောင်းလက်ခံရရှိရေးနဲ့ဖြန့်ဝေဖို့အတွက်မန္တလေးကိုပို့မှာဖြစ်ပြီးဒီကူညီတွေဟာလိုအပ်နေသူတွေစီရောက်တာသိကြစေဖို့အတွက်လဲဆွေဒင်ဖင်လန်နယ်သာလန်စလိုဗေးနီးယား လူစင်ဘတ်နဲ့နော်ဝေနိုင်ငံတို့ကကျွမ်းကျင်ပညာရှင်၁၂ယောက်ပါအဖွဲ့တစ်ဖွဲ့ကိုကုလသမဂ္ဂလူသားချင်းစာနာထောက်ထားရေးဆိုင်ရာညီနိုင်ရေးရုံးကဘန်ကောက်နယ်ကောလာလမ်ပူးလို့မှနေရာချထားမယ်လို့ဆိုပါရယ်။လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအဖွဲ့အစည်းတွေကိုဝင်ရောက်ခွင့်ပြုဖို့ဘေးကင်းလုံခြုံတဲ့ပတ်ဝန်းကျင်မှာသူတို့လုကင်ခွင့်ရဖို့နဲ့အယက်သားတွေကိုအသက်ကယ်အကူအညီတွေပေးနိုင်ဖို့အလွန်အရေးကြီးတယ်လို့လည်းဆိုထားပါရယ်ရှင်။အခမဲ့ပြည်သူစေကံ FOC Telegram နဲ့ဟောင်း April 2ရက်နေ့ကစပြီးဖုန်းဆက်ပြီးစေကမ်းပြနိုင်မဲ့အစီအစဉ်တစ်ခုကိုပြုလုပ်ထားပါတယ်။အခမဲ့ပြည်သူစေကမ်းဟာအွန်လိုင်းကနေတဆင့်အခမဲ့လူနာကြည့်ပေးနေတာကနေငလင်တန်အပြီးမှာအင်တာနက်မရရှိတဲ့လူနာတွေနဲ့ကေဇေးလုပ်သားတွေအတွက်ပါဖုန်းကနေတဆင့်ကူတာပေးနိုင်မဲ့အစီအစဉ်တွေကိုပြုလုပ်ထားတာဖြစ်ပါတယ်။ ဧပြီလ2ရက်နေ့ကစပြီးနေ့စဉ်မနက်7:00နာရီကနေည7:00နာရီထိဖုန်းဆက်ပြီးစေကမ်းပြနိုင်မှာဖြစ်ပြီးအွန်လိုင်းကနေတစ်ဆင့်မနက်7:00နာရီကနေည12:00နာရီထိစေကမ်းပြနိုင်မှာဖြစ်ပါတယ်ရှင်။ငလင်ထန်သိမ့်ပြည်သူတွေအတွက်ထောက်ပံ့လှူဒန်းနိုင်ဖို့အဝေးရောက်မြန်မာပကြီးဆရာတွေနဲ့ပကြီးပြကန်းတွေကပကြီးကားတွေကိုလေလံတင်ရောင်းချပွဲတွေကိုအွန်လိုင်းနဲ့မဲဆောက်မြို့မှာပြုလုပ်သွားဖို့ရှိပါတယ်။ ထိုင်းနဲ့မြန်မာပကြီးဆရာတွေရေးဆွဲထားတဲ့ပကြီးကား18ကားကဈေးအမျိုးမျိုးရှိပြီးရရှိလာတဲ့တန်ဖိုးရဲ့ယာနှုန်းပြည်တော်၎င်း၊ယာနှုန်းတစ်ခုအနေနဲ့တော်၎င်းရရှိလာတဲ့အလွန်ငွေအားလုံးကိုတော့ကလင်းရန်ကုန်အဖွဲ့ကိုပေးပို့လှူဒါန်းမှဖြစ်ကြောင်းလည်းသိရပါဗျ။ Speed out event season တို့က ကျွန်တော်တို့ဒီပကြီးကားတွေကတော့ space out ပွဲလေးမှာ live painting လုပ်ပြီးရရှိလာတဲ့ပကြီးကားတွေအပြင်အခြားသောပကြီးစရာတွေရဲ့သူတို့ရဲ့ပကြီးကားလေးတွေကိုလာရောက်လှူဒန်းထားတာတွေရှိတယ်။အကုန်လုံးကို April 17ရက်နေ့မှာလေလံပွဲလေးပြုလုပ်ပြီးရောင်းချပေးသွားမှာပဲဖြစ်ပါတယ်။အဲ့ဒီထဲကရရှိလာတဲ့ပတ်စံတွေအကုန်လုံးကငလင်တန်အတွက်ခန်းစားနေရသူတွေစီအကုန်သွားမှာဖြစ်တယ်လို့ပြောခဲ့ပါတယ်။ Startup Studio Facebook စာမျက်နှာမှာသတင်းအချက်အလက်တွေနဲ့ပကြီကားတွေကိုစက်တိုက်ကြီးညာနေပြီးဝယ်ယူလို့သူတယောက်ထက်ပိုရင်တော့လာမယ့်ဧပြီလ17ရက်နေ့မှာလီလန်တင်သွားမှာဖြစ်ကြောင်းသိရပါဗျ။ဒါပြင်ထိုင်းနိုင်ငံမဲဆောက်မြို့က Memories of Mesao မှာလာမယ့်ဧပြီလ9ရက်နေ့မှာပြုလုပ်မယ့်အမှုပညာပြပွဲနဲ့ရမုံငွေဈေးအောင်ပွဲကနေရရှိလာတဲ့အကျိုးမြတ်တွေကိုလည်းငလင်တက်တဲ့ဒေသတွေကိုတိုက်ရိုက်လှူဒါန်းသွားမှာဖြစ်တယ်လို့အဝေးရောက်အမှုပညာရှင်တွေစုစည်းထားတဲ့လက်များအဖွဲ့က No Friday ကပြောပါရရှင်။ ိုင်ငံတကာပြည်ပခလေးလာစောင့်ကြည့်ရေးအဖွဲ့ ICG ဟာငလင်နောက်ဆက်တွဲအဖြစ်စစ်ကောင်းဆောင်မင်းအောင်လှိုင်အနေနဲ့နိုင်ငံရေးလှိုင်းတပိုးတွေကြုံရနိုင်တဲ့အပြင်စစ်ကောင်စီအတွက်ပါအနေရများတဲ့အချိန်ကာလဖြစ်တယ်လို့သဘောထားထုတ်ပြန်ခဲ့ပါတယ်။မြန်မာနိုင်ငံမှာရှာဖွေကယ်ဆယ်ရေးအရေးမြစ်တွေနှဲပါတဲ့အလျောက်အပျက်စီးတွေကြားတဲ့ကအသက်ရှင်ကျန်ရစ်သူတွေကိုလက်ပလာနဲ့တူပီးရှာဖွေနေကြရတယ်လို့ဆိုပါရယ်။ ဒီလိုမျိုးသဘာဝဘေးတွေမှာမြန်မာစစ်တပ်ဟာရှေ့တန်းကနေဦးဆောင်ရလေးရှိပေမဲ့ဆန့်ကျင်သူတွေကိုအကြမ်းဖက်ဖိနှိပ်မှုတွေကြောင့်လူတို့ရဲ့အမုန်းတရားနဲ့ရင်ဆိုင်နေရတဲ့အတွက်ပါဝင်နိုင်ခြင်းမရှိကြောင်းဖော်ပြထားပါတယ်။လက်ရှိမှာကယ်ဆယ်ရေးလုပ်ငန်းတွေနှိကွင်းနေပြီးပူပြင်းတဲ့နေရာတွေအတွင်းအပြက်စီးပုံအောင်ပိတ်မိနေသူအများစုကသူတို့ကိုမကယ်ထုတ်နိုင်ခင်အသက်ဆုံးရှုံးခဲ့ရတာပါ လုံးလုံးစေဒီပြည့်စည်မှုအတိုင်းအတာအပေါ်အလုံးစုံအကဲဖြတ်နိုင်ခြင်းမရှိသေးပေမဲ့လည်းပြည်လဲတိဆောက်ရေးလုပ်ငန်းစဉ်ဟာဒေါ်လာဘီလီယံနဲ့ချီအောင်ကုန်ကြမှာဖြစ်ပါတယ်။ဒါကြောင့် ICG ရဲ့အကြီးတန်းအကြံပေး Richard Hose ကတရားဝင်မှုမရှိတဲ့စစ်အစိုးရအနေနဲ့ပြည်ပချင်းငွေရရှိဖို့အခက်အခဲနေတဲ့အတွက်ဒီလောက်ငွေပမာဏကိုဘလို့မှရှာဖို့မဖြစ်နိုင်ဘူးဆိုပြီးမှတ်ချက်ပေးထားပါတယ်။ 1995ခုနှစ်မှာစတင်တည်ထောင်ခဲ့တဲ့ ICT ဟာသုတေသနအပအဝင်ခွဲခြမ်းစိတ်ဖြာမှုတွေနဲ့အတူမူဝါဒအကြံပြုချက်တွေ ပေးကာလူသေးဆုံးနိုင်တဲ့ပြိပခါတွေမဖြစ်အောင်ကာကွယ်တာရှော့ချတာဖြည့်ရှင်းတာတွေကိုအတိအကလုံးဆောင်ပေးနေတဲ့အစိုးရမဟုတ်တော့ NGO အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်ရှင်။ မြန်မာနိုင်ငံမှာရှိတဲ့ငလင်ဘေးတဲ့နေရာတွေမှာရေတက်၊ကျန်းမာရေးစောင့်ရှောက်မှုနဲ့ခိုးလုံရနေရာတွေလိုအပ်နေတယ်လို့အပြည်ပြည်ဆိုင်ရာချက်ချေနီကော်မတီ ICRC ကပြောတဲ့အကြောင်း CGTN သတင်းမှဖော်ပြပါဗျ။မြန်မာနိုင်ငံရဲ့ဒုတိယအကြီးဆုံးမြို့ဖြစ်တဲ့မန္တလေးနဲ့စကိုင်းမှာလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလင်ဘေးအတွက်နိုင်ငံတကာကယ်ဆယ်ရေးအဖွဲ့တွေကအကူအညီတွေပေးနေပေမဲ့ဒေသခံတွေဟာခက်ခဲကြမ်းတမ်းတဲ့အခြေအနေတွေနဲ့ရင်ဆိုင်နေရပြီးစိန်ခေါ်မှုတွေလည်းအများပြားရှိနေကြပါဗျာ။ အပီပီဆိုင်ရာချက်ချိန်နေကော်မတီ ICRC ရဲ့မြန်မာနိုင်ငံဆိုင်ရာဌာနကိုယ်စားလှယ်ကဒေသခံတွေဟာလမ်းမပေါ်မှာအိတ်နေရတယ်။စေကူတမှုခံယူဖို့လည်းစူးစမ်းနေရတယ်။ဒါပေမဲ့သူတို့ခိုလုံဖို့အဆောက်အုံတွေပျက်စီးကုန်ပါပြီ။ဆေးရုံနဲ့ကျန်းမာရေးစောင့်ရှောက်မှုစင်တာတွေကလည်းလက်ရှိအချိန်မှာတုံးလို့မရနိုင်ပါဘူး။မြန်မာနိုင်ငံချက်ချိန်နေအဖွဲ့နဲ့ပူးပေါင်းပြီးအကူအညီပေးမှုတွေကျွန်တော်တို့လှုံ့ဆော်ခဲ့ပြီးကနအူပံ့ပိုးခဲ့ပါတယ်။တရုတ်ချက်ချိန်နေအဖွဲ့ကလည်းပံ့ပိုးခဲ့ပါတယ်လို့ CGTN သတင်းဌာနကပြောပါတယ်။ ငလီတန်တင့်ဒေတာတွေအတွက်အရေးပေါ်လိုအပ်နေတာကရှေတန်းကျမ်းမာရေးစောင့်ရှောက်မှုအထူးသဖြင့်တက်ကြီးပိုင်းတွေအပူချိန်မြင့်မားလာချိန်မှာလုံခြုံတဲ့အဖိုးကာတွေလိုအပ်နေတာဖြစ်ပါတယ်။မြေပြင်အခြေအနေကိုလေ့လာသုံးသပ်ပြီးချိန်မှာအုတ်ထုတ်အမလက်အိတ်အထူး ကျိုးအလုံးပိတ်မျက်မှန်နဲ့အတူတခြားအိမ်နောက်သုံးပစ္စည်းတွေဖြစ်တဲ့တာပေါ်လင်ချနောင်ရေစစ်အိုးတွေအပြင်အလောင်းတဲအိတ်တွေအစားရှိတဲ့မရှိမဖြစ်အလိုအဆုံးပစ္စည်းတွေကိုပေးဝေခဲ့တယ်လို့ဒဏ်ရာရတဲ့သူတွေကိုတည်ယူဖို့အတွက်လူနာတင်ထမ်းဆောင်တွေကိုလည်းပေးဝေခဲ့တယ်လို့ ICRC မြန်မာရုံးကသတင်းထုတ်ထားပါတယ်ရှင်။ အင်အားပြင်းမြင်ကလင်ပေးတံကြောင့်ထိခိုက်ပျက်စီးမှုတွေဖြစ်ပေါ်ခဲ့တဲ့ဒေသတွေမှာကုညီကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်မယ်ဆိုရင်စစ်ကောင်စီရဲ့တပ်ဆိုင်ရာတန်ယုံတပ်ဆိုင်ရာအဖွဲ့အစည်းတွေကိုအကြောင်းကြားပြီးမှလှုံ့ဆော်ရမှာဖြစ်တယ်လို့စစ်ကောင်စီဘက်ကဧပြီလ၂ရက်နေ့မှာသတင်းထုတ်ပြန်လိုက်ပါတယ်။ဧပြီလ၁ရက်နေ့ည၉နာရီတော့ကနောင်ချုံမြို့နယ်အုံမတိကျေးရွာနားမှာငလင်ပေးတင့်မြမပြည်သူတွေအတွက်ထောက်ပံ့ရေးပစ္စည်းတွေတည်ဆောင်လာတဲ့တရုတ်နိုင်ငံကြက်ချင်ဒီအသင်းရင်တန်းရက်မပေးတာကြောင့်စစ်ကောင်စီတပ်ကမိုးပေါ်ထောက်ပြီးတနက်၃ချက်ပစ်ဖောက်တားဆီးခဲ့ပါတယ်။ အခုလိုလောရတာကတရုတ်နိုင်ငံကြက်ချိန်ဒီအသင်းကစစ်ကောင်စီရဲ့သက်ဆိုင်ရာတန်ယုံစစ်တန်ယုံတွေကိုဆက်သွယ်အကြောင်းကြားထားတာမရှိတာကြောင့်ဖြစ်ကြောင်းစစ်ကောင်စီဘက်ကထုတ်ပြန်ချက်အရာသိရပါဗျ။စစ်ကောင်စီကတော့ပြည်သူလူမှုအဖွဲ့အစည်းတွေနိုင်ငံတကာကူညီမှုတွေနဲ့ပူးပေါင်းပြီးတော့ပြည်လဲထူထောင်ရေးလုပ်ငန်းတွေကိုလှုံ့ဆော်နေတယ်လို့ထုတ်ပြန်ထားပါဗျ။ မြန်မာနိုင်ငံမှာလူတွေထောင်ချီသိမ်းဆုံးပြီးအပျက်စီးများခဲ့တဲ့ငလင်ဘေးကူညီကယ်ဆယ်ရေးအတွက်နိုင်ငံတကာကဝိုင်းဝန်းကူညီနေကြတာဖြစ်ပြီးတရုတ်အိန္ဒိယရုရှားထိုင်းမလေးရှားဖိလစ်ပိုင်ဂျပန်စတဲ့နိုင်ငံပေါင်း15နိုင်ငံကလေယာဉ်53စီးနဲ့ကယ်ဆယ်ရေးဝန်ထမ်းပေါင်း1519ယောက်ရောက်ရှိနေပြီးထောက်ပံ့ရေးပစ္စည်းတန်ချိန်354တန်ကျော်နဲ့ကယ်ဆယ်ရေးပစ္စည်းတန်ချိန်465တန်ကျော်ရောက်ရှိနေတယ်လို့လည်းစက်ကောင်စီကပြောကြားချက်အရသိရပါရရှင်။ ဧပြီလ3ရက်နေ့ကဂျပန် J League ဒုတိယအဆင့် Round 8 Series of Osaka နဲ့ Okayama ပြိုင်ပွဲကို Osaka မြို့မှာကျင်းပခဲ့တာမှာ Series of Osaka အသင်းကစားသမားတွေဟာ B Strong Thailand နဲ့မြန်မာဆိုတဲ့တီရှပ်တွေကိုဝတ်ဆင်ကမြန်မာနဲ့ထိုင်းနိုင်ငံမှာဖြစ်ပွားတဲ့ငလင်တန်တင်သူတွေကိုစာနာကြောင်းပြသကဝင်းတွင်းကိုဝင်ရောက်ခဲ့ပါတယ်။ ပွဲပြီးမှဂျပန်နိုင်ငံလက်ရွေးစင်ကွင်းလှယ်ကစားသမားဟောင်းဝါယင်နာမည်ကြီးဖော်လုံးသမားရှင်ဂျီခါကာဝါကဒါဟောင်းတင်းငယ်ပေမဲ့စီရီဆိုအတွက်တည်းမဟုတ်ပဲဂျေလီတစ်ခုလုံးအတွက်ပါလို့ပြောကြားခဲ့ပါတယ်။ မြန်မာနဲ့ထိုင်းမှာမကြသေးမီကဖြစ်ပွားခဲ့တဲ့ငလင်ကြောင့်အသက်ဆုံးရှုံးခဲ့ရသူတွေနဲ့ထိခိုက်နစ်နာခဲ့ရသူတွေမိသားစုတွေနဲ့ပတ်ဝန်းကျင်ပတ်သက်သူတွေအားလုံးကိုအလေးနက်ထောက်ဝန်းနေကြောင်း2021ခုနှစ်အရှိဂျပန်ငလင်ကြီးအတွင်းဂျပန်ကိုတခြားနိုင်ငံတွေကပတ်မိုးပေးခဲ့တာကိုမိမိသိရှိခဲ့ရကြောင်းနဲ့အခုဂျပန်မှာလည်းဘောလုံးကနေတစ်ဆင့်စာနာကြောင်းနဲ့စီလုံးညီညွတ်မှုကိုပြသရမှာပါလို့ပြောဆိုသွားပါတယ်ရှင်။ ကရင်မျိုးသားစီယုံ KNU တက်မဟာ9နယ်မြေကရိုင်တိကျေးရွာနယ်ကမမောင်းမြို့ကြားကနေကကျေးရွာကိုဧပြီလ2ရက်နေ့ညနေ4နာရီလောက်ကစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့တက်မဟာ9ပြောခွင့်ရဖူးမူကြီးစောကလေးတို့ကပြောပါရယ်။မြေပြင်မှာတိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီကတိုက်လေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ကလေးငယ်2ယောက်သေဆုံးခဲ့ပြီးကလေးငယ်အပါအဝင်ပြည်သူ3ယောက်ထိခိုက်ဒဏ်ရာရှိခဲ့လို့သိရပါရယ်။ဖူးမူကြီးစောကလေးတို့က နေကကြီးရွာကကတိုင်တီနယ်ကမမောင်းကြားမှာရှိပါတယ်။စစ်ကောင်စီရဲ့တိုက်လေရင်ဘုံလာကျဲတော့ကလေးတွေထိခိုက်ပြီးတိုက်ဆုံသွားကြတယ်လို့ပြောခဲ့ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းတိုက်ခတ်မှုကြောင့်၃လအရွယ်ကလေးငယ်၁ယောက်၁၂နှစ်အရွယ်ကလေး၁ယောက်တိုက်ဆုံပြီး၁၀နှစ်အရွယ်ကလေး၁ယောက်အသက်၅၀အရွယ်အမျိုးသား၁ယောက်နဲ့အမျိုးသမီး၁ယောက်တန်းရရှိသွားခဲ့တယ်လို့သိရပါတယ်ရှင်။ အရက်ဖက်အဖွဲ့စည်းတွေနဲ့လူအခွင့်အရေးလှုပ်ရှားသူတွေရဲ့အပြင်းထန်ကန့်ကွက်မှုတွေကြားရဲကပဲအာဏာသိမ်းစစ်ကောင်ဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာဘန်ကောက်မှာကျင်းပမဲ့တာဝါရှခေါင်းဆောင်အများစုပါဝင်မဲ့ Bimstep ဒေတာရင်းထိပ်သီးအစည်းအဝေးကိုတက်ရောက်ဖို့ဒီကနေ့ April 3ရက်နေ့နေ့လယ်ပိုင်းမှာပဲနေပြည်တော်လေးစိတ်ကနေစတင်ထွက်ခွာသွားပါတယ်တိကိကျင်ဟာ2021ခုနှစ်အာနာသိမ့်ပြည့်ရဲ့နောက်ပိုင်းအရှိတအာရှနိုင်ငံကိုပြည်တွင်းစစ်ဖြစ်စေခဲ့တဲ့ပူဇော်မူကြီးမင်းအောင်လှိုင်ရဲ့ရှာရှာပါပါခီးစဉ်ဖြစ်ပါတယ်။ င်္ဂလားဒေ့ရှ်အိန္ဒိယသီရိလင်ကာဘူတန်မြန်မာနဲ့နီပေါနိုင်ငံတို့ကထိပ်သီးတန်တမန်တွေဟာထိုင်းနိုင်ငံခြားရေးဝန်ကြီးမာရီဇန်ဂီယာပွန်ဆာဦးဆောင်တဲ့အကြိမ်20မြောက်ဘင်းစတက်ဝန်ကြီးများအစည်းအဝေးကိုတက်ရောက်လာကြပြီးမဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးကုန်သွယ်ရေးနဲ့ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်ရှင်။ နေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်အားတွေပြိုကျမှုကြောင့်လက်တလောလမ်းပေါ်မှာအဆင်ပြေသလိုနေနေကြရတဲ့ဝန်ထမ်းတွေဟာငလင်ဘေးပြင်ဓမြဘေးကိုပါကြောက်နေကြရတယ်လို့သိရပါဗျ။မတ်လ28ရက်နေ့အင်အားကြီးငလင်လှုပ်ခတ်မှုအတွင်းမှာနေပြည်တော်မှာရှိတဲ့ဝန်ထမ်းအင်အားတွေနဲ့ဝန်ကြီးဌာနအဆောက်အုံတွေလည်းပြိုကျပျက်စီးတဲ့အထဲပါဝင်ခဲ့တာပါ။ဒါကြောင့်နေရပြန်မှုမဖြစ်နိုင်တဲ့ဝန်ထမ်းတွေဟာလမ်းပေးပလက်ဖောင်းတွေနဲ့ဝန်ကြီးဌာနကလက်တလောစီစဉ်ပေးထားတဲ့ဘောလုံးကွင်းတွေမှာအဆင်ပြေသလိုနေနေကြရတာဖြစ်ပါတယ်။ဝန်ထမ်းတယောက်ရဲ့အဆိုအရ လောလောဆယ်ကတော့ဘူးကွဲဘက်တိုက်3000ကျော်ရိတိုက်3331ကနေ3339အထိလမ်းဘေးနေလမ်းဘေးစားပဲနေနေကြရအောင်အဲ့ဒီကဝန်ထမ်းတွေမိသားစုတွေငလင်တန်ကြောင့်လမ်းပေးထွက်နေကြရတာကိုအခွင့်ကောင်းယူပြီးဓမြတွေဝင်လာနေတယ်လို့ကြားရကြောင်းနဲ့သတင်းဆောင်ဖက်မှာဓမြဝင်တိုက်နေတယ်လို့ကြားရကြောင်းသိရပါဗျ။ ငလင်တန်ကျောင်းဝန်ကြီးဌာနအဆောက်အုံတွေဝန်ထမ်းအင်အားတွေပျက်စီးဆုံးရှုံးခဲ့တာကြောင့်စစ်ကောင်စီအနေနဲ့ဝန်ထမ်းတွေကိုနေရပြန်ခွင့်ပေးထားတယ်လို့သိရပြီးတိုက်ပွဲဖြစ်ပွားနေတဲ့ဒေသကဝန်ထမ်းတွေနဲ့နေပြည်တော်ဒေသခံဝန်ထမ်းတချို့သာနေပြည်တော်မှာကြန့်ရှိနေတော့တယ်လို့လည်းသိရပါတယ်ရှင်။ဘန်ကောက်မှာကျင်းပမဲ့တောင်အားရှခေါင်းဆောင်အများစုပါဝင်မဲ့ BIMSTEC ဒေတာတွင်ထိတ်သည့်အစီအွေကိုတက်ရောက်ဖို့အာနာသိန်းစစ်ကောင်းဆောင်ဘန်ကောက်ကိုရောက်ရှိနေချိန်မှာပဲထိုင်းမြန်မာနှစ်နိုင်ငံအရက်ဖက်အဖွဲ့အစည်းတွေကစစ်ကောင်းဆောင်ရဲ့ခီးစဉ်ကိုကန့်ကွက်ရှုံချသတင်းစာရှင်းလင်းပွဲတစ်ခုကိုပြုလုပ်နေကြပါတယ်စစ်ကောင်းဆောင်ဟာဒီကနေ့ဧပြီလ3ရက်နေ့ညပိုင်းမှာပဲဘန်ကောက်ကိုရောက်ရှိခဲ့တာဖြစ်ပြီးထိုင်းနဲ့မြန်မာနှစ်နိုင်ငံကအရက်ဖက်အဖွဲ့အစည်းတွေကဒီကနေ့ညပိုင်းဘန်ကောက်မှာစစ်ကောင်းဆောင်ကိုဘင်းစတက်အစည်းအဝေးတက်ရောက်ဖို့ဖိတ်ကြားတာကိုရှုံချကြောင်းသတင်းစာရှင်းလင်းပွဲတရက်ကိုပြုလုပ်နေတာဖြစ်ပါတယ်။ တီခီးစင်ဟာ2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းအရှိတအာရှနိုင်ငံကိုပြည်တွင်းစစ်ဖြစ်စေခဲ့တဲ့ဗိုလ်ချုပ်မှုကြီးမင်းအောင်လှရဲ့ရှာရှာပါပါခီးစင်ဖြစ်ပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့မှာဧပြီလ3ရက်နေ့နဲ့4ရက်နေ့မှာကျင်းပမဲ့ဘင်းစတက်ထိပ်သီးအစည်းအဝေးကိုတက်ရောက်ခွင့်ပြုလိုက်တဲ့ထိုင်းနဲ့ဘင်းစတက်အဖွဲ့တို့ရဲ့ဆုံးဖြတ်ချက်ကိုပြင်းပြင်းထန်ထန်ရှုံချကြောင်းလူခွင့်ရတက်ကြွလှုပ်ရှားတဲ့အဖွဲ့အစည်းအသီးသီးကပြင်းထန်ကန့်ကွက်နေကြပါရဲ့ရှင်။ အေရီတိုင်းဖြာပုံမြို့အနီးပင်လယ်ပြင်ကိုဗဟိုပြုပြီးတော့အင်အားရစ်တာစကေ၄.၉အဆင့်ရှိတဲ့အင်အားအနည်းငယ်ရှိတဲ့မြင်းကလင်းတစ်ခုမြန်မာစံတော်ချိန်ဧပြီလ၂ရက်နေ့ညကလှုပ်ခတ်ခဲ့ပါတယ်။ ဧပြီလ2ရက်နေ့မြန်မာစံတော်ချိန်ည10:59မိနစ်14စက္ကန့်အချိန်မှာကဘာအေးမြင်ကလေးစခန်းကနေတောင်ဘက်နဲ့အနောက်တောင်ဘက်63မိုင်လောက်กว่าတဲ့မြန်မာပင်လယ်ပြင်ဖျားပုံမြို့ရဲ့တောင်ဘက်နဲ့အရှေ့တောင်ဘက်53မိုင်လောက်အကွာအနက်28ကီလိုမီတာကိုဗဟိုပြုတ်ပြီးမြင်ကလေးလှုပ်ခတ်သွားခဲ့တယ်လို့မိုးစလဌာနကထုတ်ပြန်ပါတယ်။ ငလေးတရောက်မှုတန်းကို ARD တိုင်းတွေကဖြာပုံဘိုကလေးစတဲ့မြို့နယ်အများအပြားနဲ့ရန်ကုန်တိုင်းတွေကမြို့နယ်အချို့အပေါ်တက်ရောက်မှုရှိခဲ့တယ်လို့မြို့ကန်တွေကလူမှုကွန်ရက်မှာရေးသားထားကြပါတယ်အခုငလေလောက်ခတ်မှုနဲ့ပတ်သက်ပြီးမိုးစလားဌာနကထုတ်ပြန်ထားသလိုမြန်မာနိုင်ငံမှာအင်အားအလွန်ပြင်းထန်တဲ့ငလေကြီးလောက်ခတ်ပြီးတဲ့နောက်မှာနောက်ဆက်တွဲငလေတွေလောက်ခတ်ခဲ့တယ်လို့ကြိုတင်အသိပေးထားကြပါရရှင်။ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ဝူရံကျေးရွာတဝိုက်မှာဧပြီလ3ရက်နေ့ဒီကနေ့မနက်9:00နာရီလောက်ကစပြီးစစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ဇက်တိုက်ပစ်ခတ်နေတယ်လို့ဒေသခံတွေစီကသိရပါဗျ။ဒါ့အပြင်ဒီကနေ့မနက်ပိုင်းမှာပဲတိုက်ပွဲပြင်းထန်နေတဲ့ဗမော်မြို့နယ်အင်းတော်ဒေသကိုလည်းစစ်ကောင်စီတပ်ကလေကြောင်းတိုက်ခိုက်မှုထပ်ပြီးပြုလုပ်ခဲ့လို့ဒေသခံတွေကပြောပါဗျ။ ငလီပီးကြုံတွေ့နေရတာကြောင့်စက်ကောင်စီကယာယီအပြည့်ရက်ရည်ကြေညာချက်ကိုဧပြီလ2ရက်နေ့ညပိုင်းကထုတ်ပြန်ခဲ့ပေမဲ့လည်းဝူယန်ကြီးရွာနဲ့အနီးတဝိုက်ကိုလက်နက်ကြီးပစ်ခတ်မှုတွေနဲ့မြေပြင်တိုက်ပွဲတွေပိုပြီးပြင်းထန်လာတယ်လို့ဒေသခံတယောက်ကပြောပါတယ်ဝိုင်းမော်မြို့ပြင်မှာရှိတဲ့စစ်ကောင်စီခြေလင်းတပ်ရင်းခလာရ58တပ်စခန်းကလည်းဝူယန်ကျေးရွာဘက်ကိုဒီကနေ့မနက်6နာရီခွဲလောက်ကတည်းကလက်နက်ကြီးတွေနဲ့ပစ်ခတ်နေပြီး AR မြစ်တစ်ဖက်ကမ်းမှာရှိတဲ့မြစ်ကြီးနားမြို့စစ်ကောင်စီတပ်ကလည်းလက်နက်ကြီးပစ်ကူပေးခဲ့တယ်လို့သိရပါဗျာ။ ဧပြီလ2ရက်နေ့မှာငလျင်နောက်ဆက်တွဲကယ်ဆယ်ရေးလုပ်ငန်းတွေကိုလှုပ်ဆောင်ဖို့အတွက်ဧပြီလ2ရက်နေ့ကနေ22ရက်နေ့အထိယာယီအပြည့်ခတ်ရက်စဲကြောင်းစစ်ကောင်စီကထုတ်ပြန်ကြေညာခဲ့ပြီးတဲ့နောက် KIO ဘက်ကလည်းခုခံကာကွယ်ခြင်းကလွဲပြီးထိုးစစ်တိုက်ခတ်မှုတွေကိုရပ်ဆိုင်းထားမှဖြစ်ကြောင်းထုတ်ပြန်ကြေညာခဲ့ပါတယ်ရှင်။ စစ်ကောင်စီတူးဝင်ကြီးချုပ်နဲ့နိုင်ငံသားရေးဝင်ကြီးဦးတန်းဆွေအပါအဝင်ဘင်းစတာနိုင်ငံသားရေးဝင်ကြီးတွေဟာဧပြီလ3ရက်နေ့ကဘန်ကောက်မှာကျင်းပတဲ့ဒေသရင်းအစည်းအဝေးမှာမြမငလင်ဘေးနဲ့ပတ်သက်ပြီးဝန်ထမ်းချင်းအထိတ်မှတ်အဖြစ်တမင်နဲ့ညီတက်ခဲ့ကြပါဗျာ။ ဘင်္ဂလားဒေ့ရှ်အိန္ဒိယအသီးရိလင်္ကာဘူတန်မြန်မာနဲ့နီပေါနိုင်ငံတို့ကထိပ်တန်းသက်တမ်းတွေဟာထိုင်းနိုင်ငံသားရဲ့ဝင်ကြီးမာရီဆန်ဂီယာဘွန်ဆာဦးဆောင်တဲ့အကြိမ်20မြောက်ဘင်းစတက်ဝင်ကြီးများအစည်းအဝေးကိုတက်ရောက်လာကြပြီးမဟာပြူဟာမိတ်ဖက်ဆက်ဆံရေးကုန်သွယ်ရေးနဲ့ဒေသတွင်းဆိုင်ရာကိစ္စရပ်တွေကိုဆွေးနွေးကြမှာဖြစ်ပါတယ်မြန်မာစစ်ကောင်ဆောင်ဖိုတမူကြီးမြောက်လိုင်ဟာတောက်ကြနေမှာဘန်ကောက်မှာကျင်းပမဲ့တောင်ဝါရှခေါင်းဆောင်အများစုပါဝင်မဲ့ဒေတာရင်းထိပ်သီးအစည်းအဝေးကိုတက်ရောက်လိမ့်မယ်လို့ထိုင်းနိုင်ငံသားရေးဝန်ကြီးဌာနကပြောပါရယ် ဒီခီးချင်းဟာ2021ခုနှစ်အာနာသိမ့်ပြီးနောက်ပိုင်းရှီတောင်အာရှနိုင်ငံကိုပြည်တွင်းစစ်ဖြစ်စေခဲ့တဲ့ဗိုလ်ချုပ်မူကြီးမေအောင်လိုင်ရဲ့ရှာရှာပါပါခီးစဉ်ဖြစ်ပါတယ်။အရက်ဖက်အဖွဲ့စည်းတွေနဲ့လူအခွင့်ရေးအဖွဲ့တွေကတော့စစ်ကောင်းဆောင်ကိုစီဝေးတက်ခွဲ့ပေးတဲ့အပေါ်အပြင်းထန်ကန့်ကွက်နေကြပါတယ်ရှင်။မြန်မာနိုင်ငံမှာအင်အားပြည့်ငလေလှုပ်ခတ်ပြီးတဲ့နောက်ပိုင်းရန်ကုန်မြို့ဟာ15ပြည်ကျော်အထိထူးကဲဒီအေတိုးတက်လာခဲ့ပါတယ်။ ရန်ကုန်မြစ်ရည်ရဲ့ရေအနေထားဟာပုံမှန်မိုးရသည့်မုတ်တုံမှာမှရောက်ရမယ့်ရေအမြင့်ပေဖြစ်ပေမဲ့နွေရသည်မှာငလင်ကာလာတိတိတတာရေတိုးတက်နေတာ9ရက်လောက်ရှိနေပြီဖြစ်ပါတယ်။လာဇန်လာဇုတ်တွေရဲ့တဘာဝအခြေအနေအရရေထရက်ရေကြရက်တွေရှိနေပေမဲ့နွေရသည်ရဲ့ရေထရက်တွေဟာတလောက်ရေအမြင့်ပေမရှိဘူးလို့အနီးနားနေသူတွေကပြောကြပါဗျာ။ ရေတက်တာနဲ့ပတ်သက်ပြီးငလင်ဘေးတင်ကယ်ဆယ်ရေးအဖွဲ့ရဲ့နောက်တန်းမှာကြန့်ရှိနေတဲ့အရက်ဘတ်ကယ်ဆယ်ရေးအဖွဲ့တွေနဲ့တပ်ဆိုင်ရာရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေက24နာရီလုံးအသင်ဆောင်ကြည့်နေရတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ကပြောပါတယ်ရှင်။ တူရကီနိုင်ငံအကူအညီပေးရေးအဖွဲ့တစ်ဖွဲ့ဟာဒေသတွင်းကယ်ဆယ်ရေးကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့မြန်မာနဲ့ထိုင်းနိုင်ငံတွေကငလင်တန်တင်သူတွေစီကိုအစားအစာချောက်တွေနဲ့ပူပူနွေ့နွေ့အစားအစာတွေပေးပို့ခဲ့ကြောင်းတူရကီထရေးသတင်းမှာဧပြီလ၂ရက်နေ့ကဖော်ပြပါဗယ်လူအခွင့်အရေးနဲ့လွတ်လပ်ခွင့်များလူသားချင်းစာနာထောက်ထားမှုကယ်ဆယ်ရေးဖောင်ဒေးရှင်း IHH အနေနဲ့ငလင်လောက်ခတ်ပြီးပြီးချင်းအရေးပေါ်အကူအညီတွေစတင်ဆောင်ရွက်ခဲ့သလိုပထမအဆင့်မှာထိုင်းနိုင်ငံကလူ၈၀၀ကိုပူပူနွေ့နွေ့အစားအစာတွေဝေငှခဲ့တယ်လို့ဆိုပါတယ် မြန်မာနိုင်ငံငလင်တန်းခံရသူတွေအတွက်ရေနဲ့အစာကြောင့်တွေထောက်ပံ့ပေးခဲ့တယ်လို့ဖော်ပြပေမဲ့ထောက်ပံ့လှူဒန်းမှုအခြေအနေအသေးစိတ်ကိုတော့သတင်းမှာဖော်ပြထားတာမရှိသေးပါဘူး။ဒါပြင်တူရကီနိုင်ငံက GE Sashan Rescue အဖွဲ့ဟာလည်းမြန်မာနိုင်ငံကိုရောက်ရှိနေပြီးမြန်မာနိုင်ငံမိသက်တပ်ဖွဲ့ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့တွေနဲ့အတူကူညီကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်နေတယ်လို့ပြီးခဲ့တဲ့ဧပြီလ3ရက်နေ့မှာလည်းနေပြည်တော်ကဟိုတယ်တစ်ခုအတွင်းမှာ9ရက်ကြာပိတ်မိနေတဲ့အမျိုးသားတယောက်ကိုကယ်တင်နိုင်ခဲ့ပါသေးတယ်ရှင်။ ငလင်းဘေးဒဏ်တင်ဒေသတွေမှာကုညီကယ်ဆယ်ရေးလုပ်နေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ရွှေငွေတံမိုးကြီးပစ္စည်းတွေတွေ့တဲ့အခါတိုင်းစစ်ဌာနချုပ်တွေကိုဆက်သွယ်ပြီးအနှံ့ရမယ်လို့ညွှန်ကြားထားပါတယ်။မန္တလေးနေပြီးတော့စကိုင်းနဲ့ရှမ်းတောင်မှာကုညီကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်နေတဲ့တိုင်းစစ်ဌာနချုပ်အသီးသီးကအရာရှိစစ်တီတွေကိုဧပြီလ၃ရက်နေ့ကစပြီးညွှန်ကြားခဲ့တာလို့လပခနဲ့နှီးဆက်တဲ့သတင်းရင်းမြစ်က TV ကိုပြောပါတယ်။ ကဲဇယ်ရေးလုပ်ရင်ရွှေတဲ့ပစ္စည်းပဲတွေ့တွေ့ပတ်စံဒါမှမဟုတ်တခြားတံမိုးကြီးတာတွေ့ရင်အဖွဲမှာပါလာတဲ့အရာရှိကိုအပ်အဲ့ဒီအရာရှိကနေတစ်စက်တိုင်းစေးဌာနချုပ်ကိုအပ်ရမှာနိုင်ငံတကာကရောက်နေတော့တက်ကလူတွေအဆက်ရမှာဆိုလို့တတိပေးတာလို့ဆိုပါတယ်မန္တလေးတိုင်းငလင်ဘေးကုညီကဲဇယ်ရေးအလှငွေလက်ခံရေးကိုဒုတိယဗိုလ်ချုပ်ကြီးမျိုးမိုးအောင်နဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်ကတာဝန်ယူထားတယ်လို့သူကပြောပါတယ် စစ်ကောင်စီတပ်တွေကပိတ်မိနေတဲ့သူတွေကိုကယ်တင်ဖို့ထက်ပြိုကျပျက်စီးနေတဲ့ပျက်စီးတွေကြားကရွှေငွေလက်ဝတ်လက်စားတွေကို ရှာဖွေဖို့သာအားတက်နေတယ်လို့မန္တလေးမြို့ကန်တယောက်က DV ကိုပြောပါရရှင်။